အခုထက်ပိုမိုဖိတ်ခေါ်ဖို့လိုအပ်တယ်လို့တင်မောသားတွေကပြောပါတယ်။ဇူလိုင်လ29ရက်နေ့ကမြန်မာကွန်ပန်းရှင်းစင်တာ MCC မှာပြုလုပ်တဲ့ပထမအကြိမ်ရေချောင်းလုပ်ငန်းဆိုင်ရာကုန်စည်ပြပွဲနဲ့စာတမ်းဖတ်ပွဲအပြီးမှာအခုလိုပြောဆိုခဲ့တာပါ။အဓိကအချက်ကတော့ဟိုကုမ္ပဏီတွေကိုမများများဖိတ်ခေါ်စေချင်တယ်။ကျွန်တော်တို့နိုင်ငံမှာဒီ shipping ကုမ္ပဏီတွေနည်းနေတယ်။အဲ့တော့ shipping ကုမ္ပဏီတွေများလာတယ်အများ ဗီဂန်စီတွေအများကြီးရလာမယ်။အဓိကအဲ့ဒါလို့ကျွန်တော်ထင်ပါတယ်။ shipping company တွေကျွန်တော်ကအများကြီးတခြားနိုင်ငံနဲ့ဆိုင်ရင်ပေါ့။ဟိုမှာဖိလစ်ပင်းတို့အဲနောက်ဆုံးအင်ဒိုနီးရှားတို့နဲ့ဆိုင်ရင်ကျွန်တော်ရှိမှာရှိတဲ့ shipping company ကလဲနေတယ်။အဲ့ဒါကြောင့်မို့အဓိကထင်ပါတယ်။မြန်မာနိုင်ငံမှာတင်ပေါ်သားဥယျာဉ်9000ကျော်ရှိနေပြီ။အင်္ဂလိပ်ဘာသာစကားအားနည်းမှုတွေကြောင့်အလုတ်ရှာပွေရမှာအဓိကပြဿနာတစ်ခုဖြစ်နေတာပါ။ဒါအပြင်ပြင်ပကအဆက်အသွယ်နဲ့တင်မောလိုက်မဲ့သူတွေအနေနဲ့ အလောက်အကန့်ရှောက်ဖွေးရမှာလဲအေဂျင်စီအစုရဲ့ငွေကြေးအလွဲသုံးစားမှုတွေကြောင့်ဆုံးရှုံးနေတာမှုတွေရှိနေတာပါဒီမြန်မာသမောသားတွေအနေနဲ့သူတို့ရဲ့ capability ပေါ့လေသူတို့ရဲ့လုပ်ငန်းစွမ်းဆောင်ရေးကျွမ်းကျင်အောင်အမြဲတမ်းဟိုလေလာစီးပုနေရမှာဖြစ်သလိုအဲနေနိုင်ငံတကာကသမောကုမ္ပဏီတွေမြန်မာပြည်မှာလာရောက်ပြီးတော့ တမွန်သားတွေကိုအလုတ်ကင်အတွက်လာရောက်ခေါ်ယူတဲ့အခါမှာအဲပိုမိုလွယ်ကူစေရန်အတွက်တချို့တချို့တချို့သော အဲလိုပါလေဥပဒေတာများကိုတကယ် never ပြင်ဆင်ရန်လဲလိုအပ်ပါတယ်ဒီအတွက်လဲဟိုခွင့်ပြုပေးရန်ပေါ့လေလိုလဲလိုအပ်ပါတယ်အခုချိန်မှာရေချောင်းဆိုင်ရာအစိုးရတက္ကသိုလ်နဲ့ကောလိပ်ကို တက်ရောက်ပြီးသူတွေအတွက်အလို့အကန်အခွင့်လန်းရရှိနိုင်ပြီမယ်ပြင်ပကသင်မောလိုက်မဲ့သူတွေအတွက်တော့အလို့အကန်အခွင့်လန်းကနေပါနေသေးတာပဲဖြစ်ပါတယ်ရှင်